ဆယ်သုံးနှစ်မကလူတိုင်းကော်ပန်းနဲ့မဲ့ပို့ဓာတ်နဲ့မဲ့ချစ်လောက်လာတာတဲ့ခုမှဘာထူးဆန်းလောက်တာလဲတဲ့ဟုတ်ပါတယ်ဒီအကိုပြောသလိုမျိုးပဲကျွန်တော်ငငယ်တုန်းကဆိုရင်လေဒီခဲကောက်ထိပ်ဘူးတွေညက်ပတ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ကော်ပန်းနဲ့ပွတ်တာတို့ဒီဓာတ်နဲ့ချစ်တာတို့တံပြားနဲ့ချစ်တာတို့ပေါ့နော်စသဖြင့်အဲ့လိုမျိုးလောက်ခဲ့ဘူးတယ်ပေါ့နော်ဒီနောက်ပိုင်းမှာကျွန်တော်လေးလာကြည့်လိုက်တဲ့အခါမှာဒီခဲကောက်ထိပ်ဘူးလေးမှာကသူက ဒီတန်ဖြူလို့ခေါ်တဲ့ဒီနေရာလေးမှာပေါ့နော်ဒီထိပ်ဖူးလေးမှာတန်ဖြူလို့ခေါ်တဲ့တင်ကုတ်တင်တစ်ထပ်ပါတယ်လို့ကျွန်တော်တို့သိရတယ်ပေါ့နော်ဒီကပြောခဲ့တဲ့လိုမျိုးတန်ရှင်ရေလုလိုက်တဲ့ခါမျိုးမှာဆိုရင်ဒီတင်ကုတ်တင်လွှာလေးကိုပြက်စီးနေတယ်ပေါ့နော်အဲ့ဒီဒီတင်ကုတ်တင်အလွှာလေးကဘာအတွက်ပါလာလဲဆိုတော့ကျွန်တော်တို့လေ့လာကြည့်လိုက်တဲ့ခါမှာဆိုရင်ဒီခဲကောက်ထိပ်ဖူးတွေကဒီပါဝါပေးလိုက်တဲ့ခါမှာဒီခဲကောက်ထိပ်ဖူးကပူလာတယ်ပူလာတဲ့ခါမှာအောက်ဆီဂျင်နဲ့ ဓာတ်ပြုတ်ပြီးတော့ဒီမှာအောက်ဆီဒေးရှင်းဖြစ်ပြီးတော့ဒီခဲကောက်ထိပ်ဘူးလေးမှာမက်တယ်အောက်ဆိုက်အလွှာလေးဒီမှာလာပြီးတော့ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ဒီခဲကောက်ထိပ်ဘူးလေးမှာလာပြီးတော့ဒီညစ်ပတ်စေတယ်ပေါ့ဗျာအဲ့လိုမျိုးညစ်ပတ်တဲ့ခါမျိုးမှာဆိုလို့ရှိရင်ခဲတိုးရတာလည်းပို့ပြီးတော့အဆင်မပြေတာမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ခဲတိုးတဲ့ခါမှာ ဒီတင်ကုတ်တင်အလွာလေးပါတာကဒီခဲကောက်ထေဖူးနဲ့ဒီခဲသားနဲ့ထိတဲ့အခါမှာခဲကောက်ထေဖူးကအပူကခဲသားကြီးကိုပို့ပြီးတော့အပူစည်းကူးမှုအားကောင်းတယ်လို့ကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာသိရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီခဲကောက်ထေဖူးတွေညက်ပတ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ကျွန်တော်ရှိမှပြောခဲ့သလိုမျိုးတွေးကြရဓာတ်တွေတံများတွေကော်ဘတ်တွေနဲ့ပွတ်တာမျိုးလုပ်တဲ့အခါမှာဒီတင်ကုတ်တင်အလွာလေးကိုပျက်စီးစေတဲ့အတွက်ကျွန်တော်ရှိမှပြောခဲ့တဲ့အချက်တွေကိုဖြစ်ပေါ်နေတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီကောင်လေးကိုတန်ရှင်းရေးလုပ်တော့မယ်ဆိုရင် အခုလိုမျိုးဒီ caching for လေးနဲ့ပို့ပြီးတော့တန်ရှင်းလုံးတင်တယ်လို့ကျွန်တော်ကပြောတာဖြစ်တယ်ပေါ့နော်ကျွန်တော်အခုပြပေးတဲ့ဒီခဲကောက်လေးကတော့ဒီမှာအပူချိန်ကိုလိုသလိုချိန်လို့ရတဲ့ဒီမှာ function လေးလည်းပါတယ်ဖုန်းပိတ်လို့လို့ရတယ် on off ခလုတ်ကလေးလည်းပါတယ်ပေါ့နော် premium quality နဲ့လာတဲ့ခဲကောက်လေးဒီမှာသူ့ရဲ့ကျိုးအတုတ်က 5 mm လောက်ရှိတယ်သူရဲ့အရှည်ကတော့3ပေခွဲလောက်တည်းရှိတယ်ပေါ့နော်ကျွန်တော်ပုံမှန်ခဲခောက်တွေမှာဆိုလို့ရှိရင်ဒီလိုမျိုးအကျိုးအတုံးနဲ့ quality ကောင်းတဲ့ကျိုးမပါတာများတယ်နော်ဒီမှာသုံးထားတဲ့အသားဆိုရင်လည်း quality ကောင်းတယ်နောက်ပြီးတော့ဒီထိပ်ဘူးကလည်းပုံမှန်ပါနေကြခဲခောက်တွေထက်ပိုပြီးတော့ quality ကောင်းတဲ့ခဲခောက်ထိပ်ဘူးကိုသုံးထားတာတွေ့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်မိတ်ဆွေတွေအသုံးလို့လို့ဝယ်ယူခြင်းနဲ့ဆိုရင်ရကျွန်တော်ဝယ်ယူလို့ရအောင်လို့ကျွန်တော်ပြပေးတာပါတကယ်လို့အသုံးလို့တယ်ဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်အခုပြပေးထားတဲ့စီမှာလည်းဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်နော် ဒါဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘုဒ္ဓတရားစုံတရားရရှိတယ်လို့ခံစားရတယ်ဆိုလို့ရှင်လေဒီဗီဒီယိုလေးရဲ့ကွန်မန့်မှာတစ်ခုခုမှတ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်